မင်းတို့ရုပ်တွေထွက်ပြပြီမင်းတို့ PDF တွေမကောင်းပါဘူးလို့မင်းတို့ထွက်ပြပြီပြောသမ်းကွာငါလို့ရုပ်ပြပြီထွက်ပြောသမ်းဟမ်ကိုကြတော့တောင်ပြေးမြောက်ပြေဟိုပြေးဒီပြေးရောက်ဆောက်ခွတ်တော်မပြရဲပဲနဲ့ပြောလိုက်အဲအเจ้าနေတော်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 ဆောက်သေးပေါ့လားเนาะပြောမင်းတို့ PDF တွေဆဲနေရတယ်ဘာကကြောက်ကြီးကိုအဲလို PDF တွေမင်းတို့လီးမလို့ဆဲလားတတိရှိလာခဲ့တယ်မင်းတို့ပြောပါလားမင်းတို့တောင်ကြီးတွေရန်ကုန်တွေနေပြီးတော့နေပြီးတော့မှဆောက်ကောင်းတွေကနေလီးပြနေရလား ခါရကြရင်စောက်သေးပေါက်တယ်ကိုချင်းချင်းကိုပတ်ပြီးတော့မှမတိသူတို့ပဲတက်မတော်အကုန်လုံးသူတို့ပဲချစ်တက်မတော်ကပဲအကုန်လုံးမှန်နော်လေစကားကနယ်လေစကားလေစကားလောက်ပွားလေလီလေလီနော်ရီယာခေါ်လီနော်နော်ရီယာခေါ်ယူကော Hãy cho kênh Ghiền Mì Gõ Để không bỏ 快点，那个。Kenali, kenali, rapuh dah ni.

်ကျော်လာ25ရင်းနဲ့မှာစတင်တယ်။ဟောတရေချလာ။လိုင်းချင်းမဲ့မော်တော်ကြီးမော်တော်စိုက်ကင်များအားအများကြီးဒူအတော့ဘူးတော်လာပြီလမ်းများကြတားများခက်များမြို့အဝေးအတွက်များတွေစတင်စစ်တဲ့တော်လဲဒီစပါကြီး။လိုင်းချင်းမဲ့မော်တော်ကြီးမော်တော်စိုက်ကင်များစစ်ကြောင်းစစ်တဲ့ပြည်ရပါကဦးမြင့်ရဲ့ အင်းကြီးအရေးယူဆောင်ရလားဘာလို့ဖြစ်ပါကြောင်းအတိတ်ပဲအင်းညာအပ်ပါလိဧပြီလ2ရက်နေ့မှာမန္တလေးနဲ့စကိုင်းဘက်ကအင်ဂျီတွေကိုတအိမ်တောင်ကိုအလူငွေ30နဲ့စုစုပေါင်းတိမ်ပေါင်းတပေါင်းလှူဒန်းခဲ့ကြောင်းခိုင်နှင်းဝေက သူ့ရဲ့လူမှုကွန်ရက် Facebook မှာဖော်ပြခဲ့ပြီးတဲ့ရင်းနေရာမှာပြည်သူများက၎င်းတို့မရကြကြောင်း တ်ချက်များဝင်ရောက်ပေးရာမှအစပြု၍ခိုင်နင်းဝေ၏အလှငွေသုံးဆွဲလှူဒန်းမှုများအပေါ်ဝေဖန်မှု မြင့်တက်လာခဲ့သည်တဲ့အဲ့တော့ဒီဟာက post ကနေတင်ထားပါတော့အဲ့ဒီအဖြစ်အပျက်ကလည်းတကယ်ဖြစ်ခဲ့တဲ့အကြောင်းအရာပေါ့နော်ကျွန်တော်တို့ကဘာပြောအမှန်ကိုအမှန်အတိုင်းအဖြစ်ကိုအဖြစ်မှန်အတိုင်းကတော့လက်ခံပေးရမယ်ဗျဘာကြောင့်ပဲဖြစ်ဖြစ်ဒါမှကျွန်တော်တို့အမှန်တရားဆိုတာပေါ်ပေါက်လာမှာလေနော်ပြမနာမျိုးမှာနေအိမ်185အိမ်အတွက်တဲ့ လှူဒန်းငွေ3400ပေးအပ်ခဲ့သည့်ဆိုသည့်ဓာတ်ပုံများကို Facebook တွင်ဖော်ပြခဲ့ပြီးနောက်ထိုစည်ရင်းမှာမြေပြင်အခြေအနေနဲ့ကွဲလွဲနေသည်ဟုထောက်ပြခံရခြင်းဖြစ်သည်တဲ့။ဟောအဲ့ဒီတင်ခဲ့တဲ့ဓာတ်ပုံလေကျွန်တော်တို့မြင်ပါတယ်။အဲ့တော့ဒါဒီရတော့တကယ်တမ်းပရာဟိတသမားတယောက်အစ်စ်ကတော့ဟိုပုံမှန်လင်းလင်းပြောနေကြကျွန်တော်တို့အမှန်တိုင်းပဲပြောမယ်ဆိုရင်တော့ဒီပုံလေးတင်နေဆိုတာကတော့အကြောင်းတစ်ခုခုရှိလို့လား ဒါကိုတင်ပြတာပါနော်ဟိုးတလောက်က TikTok မှာအင်တာဗျူးလေးတစ်ခုကျွန်တော်တွေ့လိုက်တယ်နိုင်ငံသားကကိုရီးယားမင်းသားလား Chinese လားတရုတ်လားတော့မသိဘူးကျွန်တော်ကတော့ဟိုမသိမသိနိုင်မှပြောရပါနော်အဲ့တော့ဘာမေးလဲဆိုတော့အဲ့ဒီတရုတ်ဆောင်မင်းသားလေးကိုတော့ပဒိုက်တာနဲ့ပတ်သက်ပြီးတော့တဲ့ဘာပြောခြင်းလဲဆိုအင်တာဗျူးတစ်ခုကမေးလိုက်တဲ့အချိန်မှာအဲ့မင်းသားလေးဘာပြောလဲဆိုတော့ပဒိုက်တာနဲ့ပတ်သက်ပြီးတော့သူအခုလုံနေတဲ့ပဒိုက်တာနဲ့ပတ်သက်ပြီးတော့အင်တာဗျူးမှာဘာကိုပြောစရာထူးထူးရှိမှလဲတဲ့ဒါကြီးက အင်တာဗျူးမှာထုတ်ဖော်ပြောရမယ့်အနေအထားတစ်ခုမဟုတ်ဘူးလေတဲ့သူလှူတယ်သူပရိဒတ်လုပ်နေတယ်ပုံမှန်သူလုပ်နေတဲ့အလုပ်ကိစ္စတစ်ခုပဲလေဒါကြီးကိုသူ့အနေနဲ့တီးတန့်ကြီးဒီမီဒီယာကနေပြောပြရစရာအကြောင်းရဲ့လို့တော့မရှိပါဘူးတခြားကိစ္စမေးပါဆိုပြီးတော့ကျွန်တော်တခုလေးဗီဒီယိုလေးတခု TikTok Greece မှာတွေ့လိုက်ရတယ်ပေါ့နော်အဲ့တော့ဘလောက်လေးစားစရာအကောင်းလဲပေါ့နော်သူများနိုင်ငံကအနုပညာရှင်ရဲ့အတွေးခေါ်နေကျွန်တော်နိုင်ငံကလူတွေအတွေးခေါ်နော်ဟုတ်ပြီ ထို့ပြင်တဲ့စစ်ကောင်စီတက်ရုံးဆိုင်ရာနေပြည်တော်ကဒင်းတထောင်ဆေးရုံအားကြောက်ကပ်ဆေးဆက်နှင့်ဆေးသွင်းဆက်များလှူဒန်းခဲ့မှု၌ဈေးကွက်အတွင်းရှိတန်ဖိုးငွေနှင့်တိန်ထောင်ကဏန်းကွာဟနေသည်ဟုဆက်တန်ဖိုးအတိအကျတိတူများကဝေဖန်ကြတယ်တဲ့အဲ့တော့ဒါလေကျွန်တော်တို့ပြည်သက်အချုပ်တွေတည်ပြီးကြပြီနေမှာပါနော်ပြီးခဲ့ဒီ2024ခုနှစ်စက်တင်ဘာလ26ရက်နေ့ကရေကြီးမှုဖြစ်စဉ်တွင်လည်းကရင်ဒီဒေသကိုတွားရောက်လှူဒန်းရာတွင် စစ်သက်အတိုင်းဝိုင်းကိုဒါလူက ရေဘေးတဲ့သူများအလှငွေမရတဲ့ဖြစ်ဤသို့ပင်ဝေဖန်ခံရဘူးသည်တဲ့ဒါကတော့ရှင်းပါလေငကူတဲကခိုင်နေဝေကစစ်သက်အတိုင်းဝိုင်းကလာတဲ့အတွက်ကြောင့်မလို့စစ်သက်ကလူကိုပဲသူလူမှာနော်အဲ့တော့အဲ့ဒါကိုနားမလည်ဘဲနဲ့ပြည်သူလူထုကဇွတ်ယုံပြီးတော့ကိုပေး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 နဲ့မထီရောက်တာတော့ခိုင်နေဝေအပြစ်မဟုတ်ဘူးကိုကကို မလိလာပဲနဲ့ဒီလူဒီဒီမင်းသမီးဒီ ဘယ် background ကလာလဲသူရဲ့နောက်ကပံ့ပိုးပေးမှုတွေကမดูရှိတာလဲဆိုတော့လေလဲမလေလောက်သူများပြောတာလဲလက်မခံနားလေလူတွေရှင်းပြလဲဖင်ပိတ်ပြီးညင်းတယ်အဲ့တော့အဲ့မှာမှလူကျင်တပားဆိုလဲလှူဒါကတော့ပြန်တာမရှိဘူးကိုယ်ပတ်ဆံတယ်ကိုယ်လှူတာဟုတ်ပြီနော်ဓာတ်ပုံရိုက်မဲ့နေ့တွေပဲလာပါသေးတယ်အဲ့တော့မီဒီယာသမားတွေပို့ပြီးတော့တိတ်မှာပါဒါခက်တာလေမြန်မာနိုင်ငံမှာလေမီဒီယာလေတော်တော်များပေါင်းစားနေတဲ့မီဒီယာဖြစ်နေတဲ့အခါကျတော့နော် ထားပါအမြန်ဆုံးဆက်သွားလာမှာကျွေးရှိအရင်ရှိသွားလိမ့်မယ်နော်အဓိကအရေးကြီးတဲ့အကြောင်းအရာပဲတက်ကမျှော်နေမှာရှင်းသားတဲ့လူတယောက်ကဘာမှထပ်ပြီးရှင်းစရာမလိုရှုပ်ထားတဲ့ကိစ္စတခုရှိလို့ဒါရှင်းရတာဗျာအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကတော့အခုလက်ရှိမှာပေါ့နော်ဒီငွေလွှဲတဲ့ကိစ္စနဲ့ပြန်မပေးတာနဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ဒါဒီ blog ကိုကျွန်တော်တုံးသက်ပြမယ်ဆိုရင်တော့ရှင်းရှင်းလေးဗျရှင်းရှင်းလေးတကယ်တမ်းကြရင်ဘာကြောင့်ပဲဖြစ်ဖြစ်ဟိုဘက်ကလူက ဟိုဒါကျွန်တော်ပုံမှန်လေးပြောပြမှာနော်ဟိုဘက်ကလိုအပ်ခဲ့လိန်နာပဲဖြစ်ဖြစ်ကလိန်ကြက်ကြာတာပဲဖြစ်ဖြစ်တခုခုလွဲမားနေတာပဲဖြစ်ဖြစ်ငွေပတ်ဆက်ပမာဏ330ပဲရှိတယ်ဗျာဘာဖြစ်လို့အုံနောက်အချောက်ခံပြီးတော့အခုဒီမှာဒီလောက်ပြည်လူလူကလည်းပြောနေတယ်ဒီလောက်ဖြစ်ပြနေတဲ့ကိစ္စမှာကျွန်တော်သာသူ့နေရာဆိုရင်ဟုတ်ပြီမှားနေမှန်းလို့သိပေမဲ့အေးဟုတ်ပြီဒါမှားတယ်ဗျာမှားလို့တတ်မှတ်တာဒါမှမကောင်းမလေးဘက်ကမှားတာမဟုတ်ဘူးနော်ပြည်သူလူထုအကုန်သိတယ်ဒါကြောင့်တူဦးတယောက်တည်းပြောပြတာမဟုတ်ဘူး ြည်နေကြသောနားလေတော်သူတွေအုံနောက်ရှိတဲ့လူတွေဘသူအမှားမှန်သာသိတယ်တချို့တချို့သာရှင်းပြအမှန်ကိုအမှန်တည်းလက်မခံနိုင်မင်းနဲ့ကိုဒီမှာတစ်ဖက်ပိတ်ပြီးတော့ကိုသူ့ရဲ့ fan တွေကမဟုတ်ပါဘူးလို့ရင်းနေတာဥပမာတစ်ခုပဲပြမယ်သူ့နားမှာရှိတဲ့เนาะသူ့လင်မเนาะကျွန်တော်လင်မလို့ပဲကျွန်တော်ပြောလိုက်ပါတော့သူ့လင်မဆဲတယ်ဟုတ်ပြီအဲ့တော့ရိုင်းစိုင်းဆိုတာ မိန်းကလေးတယောက်ကိုဆဲတာကကျွန်တော်တို့ဘုရားဘာသာမြန်မာလူမျိုးနဲ့ဖြစ်ဖြစ်လူတယောက်အနေနဲ့ဖြစ်ဖြစ်ဒါကမကောင်းတဲ့လုပ်ရတခုလေမကောင်းတာကိုမကောင်းတဲ့လုပ်ရဆိုတာကလက်ခံပေးရမှာဒါမှကောမမဘာကြီးလဲအဲ့တယောက်ဘက်ကကာဗာလုပ်ပြီးတော့စိတ်တူရင်တော့ဆဲမှာပဲစိတ်တူဆဲမှာစိတ်တူတိုင်းဆဲလို့ရမလားကျွန်တော်ပြန်ရင်လေစိတ်တူတိုင်းဆဲလို့ရမလားဆဲတာကတော့မကောင်းတာပဲလေတော်တော်ဘာဖြစ်ဖြစ်ဟုတ်တယ်မလားအဲ့တော့ ူလူတွေကလည်းအများကြီးပဲဗျာဟာဆဲတာပဲဘာဖြစ်လဲစိတ်တူရင်တော့လူတယောက်စိတ်တူတော့ဆဲပြီးမှာပဲဆိုအဲ့လိုမျိုးတွေးတဲ့ကိုကအဲ့လူကတော်တော်ကိုတုံးစားမရလူပြစ်နေပြီအမှန်တော့ဒီလိုဆဲတာတော့မကောင်းပါဘူးဆိုတာမျိုးတုံးတက်ပေးနေရမှာကိုဆဲတာကဆဲလူအမှန်အဆဲခံလူကအမားဆိုတဲ့အရောဒီမှာဆိုအမားအမှန်ကိုမခွဲခြားတတ်ဘူးဖြစ်နေတာအဲ့ကျွန်တော်ပြောတာဟုတ်ပြီမှန်တယ်မှခဏတာ ပေးလိုက်ပါလားရှေ့ကြီးလေးဒီပတ်သက်30ဘာပြောမှမလို့လဲကျွန်တော်ပြောတာ